ငလင်းလောက်ကတ်မှုကြောင့်မန္တလေးမြို့ Grey Wall Hotel အဆောက်အုံပြုကြမှုအောက်ကနေကလေးငယ်ရီအပောင်းဝင်၄ဦးရဲ့ရုပ်အလောင်းတွေကိုနှစ်ပတ်ကြာမှရှာဖွေထုတ်ယူနိုင်ခဲ့တယ်လို့မြန်မာနိုင်ငံမီးသက်ဦးစီးဌာနကသတင်းထုတ်ပြန်ထားပါတယ်။ Grey Wall Hotel အဆောက်အုံအောက်နှစ်ပတ်ကြာပိတ်မိနေခဲ့တဲ့ ဖခင်ဖြစ်သူနဲ့တမင်းငယ်၂ဦးအိမ်ကူမျိုးသမီး2ဦးတို့ကို AB လာ၁၀ရက်နေ့ညာပိုင်းမှာမြန်မာနိုင်ငံမီးသက်တပွဲရုရှားနိုင်ငံရှာဖွေကယ်ဆယ်ရေးအဖွဲ့တို့ကရှာဖွေတွေ့ရှိခဲ့တာပါ။ ရှားပွေကယ်ဆယ်ရေးလုပ်ငန်းတွေအ мян ဆုံးမလုပ်နိုင်ခဲ့တာကြောင့်အသက်မသေဆုံးတင်ပဲဆုံးရှုံးခဲ့ရတာလို့တည်ဆုံးသူအမျိုးသားရဲ့ညီမဖြစ်သူကလည်းသူ့ရဲ့လူမှုကွန်ရက်မှာရေးသားထားပါတယ်။ငလင်တန်ကျောင်းပြိုကျပျက်စီးသွားတဲ့ Grey Hall Hotel အောက်ပိတ်မိနေသူတွေကိုအ мян ဆုံးကယ်ဆယ်ရေးတွေလှုံ့ဆော်ပေးဖို့မိသားစုဝင်တွေကတောင်းဆိုနေခဲ့ပေမဲ့အဆောင်ကိုအချိန်မွေးပြိုကျနိုင်တဲ့အနေရရှိအဆောင်အဖြစ်သတ်မှတ်လိုက်တာကြောင့် ရှာဝေကယ်ဆယ်ရေးလုပ်ငန်းတွေရာယီရဆိုင်သွားခဲ့ပြီးအီဘီလာ၃ရက်မှရှာဝေကယ်ဆယ်ရေးလုပ်ငန်းတွေပြန်လည်လှုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။အဲဒီလိုရှာဝေကယ်ဆယ်ရေးလုပ်ငန်းတွေရဆိုင်ခဲ့တဲ့အပေါ်မိသားစုဝင်တွေနဲ့မျိုးခံတွေကဝေဖန်မှုတွေရှိခဲ့ပြီး အသက်ရှင်နေတဲ့သူတွေရှိသေးနိုင်တာကြောင့်အ мян ဆုံးရှာဝေကယ်ဆယ်ရေးလုပ်ပေးဖို့တောင်းဆိုတာဟိုတယ်ရှိမှမိသားစုဝင်တွေငိုယူတောင်းပန်တာတွေလှုပ်ဆောင်ခဲ့ကြတာပါ။ငလင်းလှုပ်ပြီးနောက်မလ28ရက်နေ့ကနေ့ မနေ့က AB 10ရက်ဒီ Grey Hotel အဆောင်ပြိုကျမှုအောက်မှာပြိမိနေသူတွေအနေနဲ့ကိုဝင်ဆောင်တဲ့အမျိုးသမီးတဦးသာအသက်ရှင်လဲကဲထုတ်နိုင်ခဲ့တဲ့ဆိုရနဲ့ကလေးငယ်တွေအပါအဝင်စုစုပေါင်း၈ဦးရဲ့ရုပ်လောင်းတွေကသာရှားပွေတည်ထုတ်နိုင်သေးတယ်လို့ကုညီကယ်ဆယ်မှတ်တမ်းတွေရသိရပါဗျ။